မင်္ဂလာပါ။အော်ဒီယိုဝိုင်းဆောင်းတိုင်းမှကြိုဆိုပါရစေ။ယခုတစ်ခါမှာတော့ဆရာကြီးရွှေဦးတော်ရေးသားထားတဲ့တသက်တာမှတ်တမ်းနဲ့အတွေ့အခေါ်များစွာထဲက1930ပြည့်နှစ်မှာလှုပ်ခဲ့သောမကောမြေငလျင်ကြီးအကြောင်းကိုဖတ်ပြပေးမှာဖြစ်ပါတယ်။နားဆင်ကြည့်ပါဦးခင်ဗျာ။မကောမြေငလျင်ကြီးကျွန်တော်တို့ဒီမကောမြို့သို့မလ၄ရက်နေ့တွင် ပြောင်းရွှေ့လာကြ၍မေလ9ရက်နေ့တွင်မြမပြေ၌ အကြီးဆုံးငလျင်ကြီးဟုအသိမှတ်ပြုကြရသည့်ဘကုံးငလျင်ကြီးလှုပ်ခြင်းကိုကြုံရ၏အကြီးတောင်ရွာမှဆွေမျိုးများနှင့်မိခင်သည်ကျွန်တော်ရှိနေသောဘကုံးမြို့သို့လာရောက်ကြ၍ဖျားပထောဖူးမြော်ပြီးနောက်ဆွေမျိုးများ ပြန်သွားကြတော့လဲမိခင်မှာကျွန်တော်တို့နဲ့အတူနေရည်သေးသည်ဖြစ်၍ဆွေမျိုးများက အမေကြီးကတည်ကျင်၍ချမ်းနေရခဲ့သည်ဟု နောင်တွင် ပြောကြသည်သည်ထို့ည၌မိခင်နှင့်မဆိုးတို့သည် လမ်းလျှောက်ထွက်သွားရမှပြန်ရောက်လာကြ၍အိမ်ရှိတွင်ထိုင်းနေကြစဉ်ကျွန်ုပ်မှာတနေ့လုံးအလွန်ပူလောင်ခဲ့ရမှအလွန်အိုက်သောညဖြစ်သည်နှင့်မိုင်ကိုဆွဲလျက်ရေချိုးကန်းထဲသို့ရေချိုးရံဝင်သွား၏မိုင်ကိုတန်ချောင်းတွင်ချက်၍ရေခွက်ကိုလှမ်းကင်လိုက်သည်နှင့်ပြန်နှင့်တန်ချောင်းတွင်ချိန်ထားသည့်မိုင်မှရိမ့်ထိုးလာ၍ကျွန်ုပ်ကိုယ်တိုင်လည်းမိုက်ခနဲဖြစ်သွားသည်ထင်လိုက်၏အီတော်တွင် တိမ်လုံးမှာကြေ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 ာမြည်လျက်အိမ်ပေါ်ဒန်းနိုင်နေသောကလမဆရာကတော်ဤအလံတကြားအောင်ဟစ်တန်ကို ကြားလိုက်ရ၏ဒုက္ခတွင်ကျွန်တော်မှာမြင်ကလင်းလှုပ်ချင်းဖြစ်သည်ဟုရုတ်တရက်မတွေးမိသေးပဲတူးဆန်းလှပါတကားဟုသာ အောင်းမေး၍အိမ်ရှိသူဂရိုက်ခရိုက်ထွက်လာရာအိမ်သူအိမ်သားများလည်းပြူးပြူးပြတ်တာဖြစ်နေကြသည်ကိုတွေ့ရ၏ကျွန်တော်တို့နေ၌မိခင်နှင့်ဇနီးအပြင်ရောက်ဖအောင်များနှင့်တပည့် မောင်ဆန်လိုင်တို့ရှိကြလေသည်ငလင်လောက်တာဟဲ့ငလင်ငလင်ဟူသောတပ်များသည်တရလုံးစူညံလဲရှိရာအန်ရှက်တို့ကျွန်တော်ထွက်လာသောခါ၌ဇနီးသည်မိခင်ကိုဆွဲလျက်အန်ရှက်လေကားမှဆင်းနေကြလေပြီရောက်ပါကလေးမူကားဝရန်တောင်ခွလျက်ကြောင်တောင်ကြီးငေးကြည့်နေရာဟဲ့ကောင်လေးဆင်းလေကျွန်တော်ကပြောလိုက်မှအန်ရှက်ဘက်သို့ဖောက်ခနဲခုံချလိုက်သည် ပြီးခင်နဲ့ဇနီးမှာအိမ်ရှိတော့ရောက်နေကြပြီဖြစ်၍ကျွန်ုပ်သည် လေကားမှဆင်းပြေးရာလေကားမှသုံးတင်းမြတာရှိတော်လဲချောင်းမစွာမဆင်းနိုင်မဲအလေတစ်တော့ရောက်တည်နေတဲ့ပြိုင်နဲ့ဟတ်ထိုးကြီးလွင့်သွား၍အိမ်ရှိတွင် လေးဘက်ထောင်းလျက်သာပုံလဲနေတော်သည်ထိုချိန်၌မူမြေသူတို့မြတ်သတိမရနိုင်တော့ပဲထိုနေရာသည်အိမ်ဥပစာအတွင်ရှိသေး၍ မဒေါက်တာဆာအိမ်ပြိုကလည်းပြနိုင်သည်ဟူ၍သာသတိရသည်နှင့်လမ်းမော်တို့ဝိုင်းရထိုးတွားသွားရတော့သည်မြေကြီးပေါ်၌မတက်လျှောက်သွားရမူပါလုံးဝမဖြစ်တော့စေလမ်းမော်တို့ရောက်၍တောင်မျက်နှာတို့လက်ကလေးဘက်ထောင်းလျက်ငဲကြည့်နေစဉ်ကောင်းကင်ရံတစ်ခုလုံးမဲမောင်၍မြုံမုံများလွန်းတက်နေသည်ကိုမြင်ရ၏ဒုက္ခ၌ကျွန်ုပ်ဖို့မှာမြေကြီးပေါ်တွင်လေးဘက်ထောင်းနေရန်ပင်မဖြစ်နိုင်တော့ပဲ ဂျိုင်လဲပြီဆိုတဲ့နဲ့ဝမ်ဘိုက်ကိုမြေတုတ်ကပ်၍အလျားမောက်နေလိုက်ရတော့သည်တောင်မျက်နှာ၌ကမြေမုံများသည်မောင်ကြီးမမဲတဲ့၌အလိတ်အလိတ်တက်နေကြ၍မြေမျက်နှာပြင်သည်လဲလေထံသောရေပြင်သဖွယ်တာကြီးများတီးထားကြွားလျက်ရှိတော်သည်မျက်နှာနှင့်မြေကြီးဤကက်စွာ ရှိနေသောကြောင့်ဘယ်လိုမှဆိုနိုင် မြေပြင်သည် ရေပြင်မှာလှိုင်းထနေသည်ကိုမြင်ရခြင်းက အမှန်ဖြစ်တော်သည်ထိုချိန်ကာလ၌ရင်ထဲတွင်အားငယ်လိုက်ပုံကပြောဖွယ်ရာမရှိတော့ခြင်းအားငယ်ခြင်းသည်အောက်နောက်ထဲမှမဟုတ်ရင်ဘက်ထဲ၌ဖြစ်သည်ဟုကျွန်ုပ်အမှန်ပြောနိုင်၏အားမငယ်ဘဲနေခြင်းမီလောတတဝဟုသည် မြေကြီးကိုခိုင်မာထား၍အခါခတ်သိမ်းအားကိုအားထားပြုနေရသည်ဖြစ်ရာမိမိရအခိုင်မာထားသောမြေကြီးကိုယ်တိုင်ကဤကဲ့သို့ အပြင်းထန်လှောက်ခါနေခြင်းကိုလက်တွေ့ခံစားရသောခါ၌အားကိုးရမဲ့ဖြစ်၍အသည်နှလုံးနှင့်ဦးထဲမှကြံလွတ်ကံပြီးအားငယ်မိသည်မှာအထူးဆန်းမဟုတ်ချေကျွန်ုပ်သည်မြေကြီးနှင့်ဝမ်းပိုက်ကလျက်အလျားမောက်ခါမြေကြီးလိုက်များထားကြွနေခြင်းကို ကြည့်နေစဉ်ကဝါပြက်သည့်ဆိုခြင်းမှာဤချင်းရဝင် ဖြစ်သည်ဟုစဉ်းစားမိသည်သို့သောထိုင်လန့်တုံလောက်သည်ဟူ၍ကမဆိုနိုင် တိတ်အားငယ်ချင်းကြီးမကငယ်လာ၍ဥတူတူရောင်ချာချာဖြစ်နေသည်ဟူ၍သာဆိုခြင်းပေသည်ထိုအခိုက်တန့်၌အတိတ်နာဂတ်ကုံ၎င်းမြေသူမြေဝါဟု၎င်းဘာကိုမျှသတိမရကဝါပြတ်ချင်းဖြစ်သည်ဟုသောအမတ်တညာတစ်ခုသာလျှင်ဆွဲကပ်လျက်ရှိပါတော့သည်လမ်းပေါ်၌မှောက်နေရသောအချိန်ကာလအပိုင်းခြားမှာမြေမျှလောက်ကြာရှည်သည်မပြောတတ်ကျွန်တော်၏စိတ်ထဲ၌က나이ဝတ်ထမ်းမနဲ့ရှိလိမ့်မည်ထင်ပါသည် လှောက်ရှားကာစား၌လူသားများဆူညံတော်လဲအပြင်းထန်လှောက်ရှားခိုက်တွင်ဝဲလံတော်ရက်မှတဝီမြည်သောအတံများမှတပါအနီးပါတွင်တိတ်ဆိတ်လျက်ရှိ၏ထို့နောက်ငလင်းရဆဲခြင်းနှင့်အတူဘသူရေဘဝရေစာတော်အတံများလည်းပေါ်ထွက်လာပေရာကျွန်ုပ်သည် အလျားမှောက်ရာမှထ၍အိမ်သူအိမ်သားခြေနေကိုစစ်ဆေးတော်သည်တစုံတရာအထက်အပြည့်စည်းမရှိခြင်းကိုတရားတည်နေတဲ့ပြိုင်နဲ့ ကျွန်ုပ်သည် ရောက်ဖကလေးကိုအိမ်ဆောင်ရန်ထားခဲ့၍မောင်ဆန်လိုင်းနှင့်အတူမြို့ကိုလှက်လှယ်ကြည့်ရှုကြလေသည်ဇေကြီးဘက်မှမိအကြီးကျယ်လောင်လျက်ရှိတော်လဲကျွန်ုပ်တို့၏နေမှာချောင်းတစ်ခုလုံးချားနေသည်နှင့်ထိတ်ချရသည်ဆိုကမြို့ရဲသို့အနံပြားလှဲ့လေကြသည်မိနှင့်နီးကပ်သောအိမ်များတွင်ပစ္စည်းများတဲညရွှဲကြသောအတံများ၏ဆူညံခြင်းထက်နှလုံးမသာရပွေသောအတံများပေါ်ထွက်လာသည်မှာက ိုက်ပျော်၍ပြပြတည်ဆုံကြရသောနေရာများမှကြံရည်သူဒုက္ခသည်များ၏ငိုကြွေးမြည်တမ်းကြသောအတန်များပင်ဖြစ်သည်ထိုတန်များမှာကျွန်တော်ရောက်လျာနေရာအနှံပြား၌ကြာရ၍လူစုစုမြင်၌ဝင်ကြည့်ရတွင် အချို့မှာဖော်ထုတ်ပြီးကစားအလောင်းများကို၎င်းအချို့မှာဖော်ထုတ်ဖော်လုံးဖော်တဲ့ရှိနေကြခြင်းကို၎င်းအချို့မှာဖော်ထုတ်ရမယ်မတတ်နိုင်သေးပဲလက်မှန်ချက်ကား ဟဲ့အော်တန်တာနေခြင်းကို၎င်းတွေ့ကြရသည်ကျွန်တော်တို့တတ်တာတွင်ဤများလောက်ဒုက္ခပူမီလောင်ခြင်းအမြောက်များကိုစုပြုံမြင်ရသည့်အချိန်တနာဤဆို၍မကြုံခဲ့ရဘူးအောင် ရှိပါတော့သည်နေရင်တော့ပြန်ရောက်၍အိမ်နေခြင်းများနဲ့စကားပြောနေကြသဖြင့်၎င်းကြောင့်မှအိယာတို့ဝင်ကြတော့လဲအေးဝါအောင်အိယာတော့မြင်မဟုတ်ချေတနာဤခမ်းမြအိယာတိတ်တိတ်မထင်မီဆရာတို့ထားကြလေ မီးရည်လောင်းကုန်ပြီဟုဒဇောင်တယောက်ကအိမ်ရှိမှနှိုးပြောသည်နှင့်ဂရိုက်ကရိုက်ထားကြည့်လိုက်ရတွင်ကျွန်တော်တို့၏အိမ်နှင့်ဒိုက်တရာခန့်သာဝေသောတောင်တက်တကြီးအမိုးပေါ်မှမိခိုးများဥထွက်နေသည်ကိုမြင်ရတော့သည်ဂျမန်ညာကစိတ်ပင်ပန်းရောက်လာရှိ၍လူမမောရတော့လဲယခုမှအန်ဂျင်းနှိကပ်သောမီးဖြစ်၍ပစ္စည်းများတက်ထောက်ရသည်နှင့်တိမ်သားလုံးဖက်ဖက်မောကြရသည်ပစ္စည်းများကိုအိမ်မြောက်ဖက်ရှိ ညောင်ကြီးတရာဦးတွင် စုပုံထားရာတရက်လုံးမှလည်းဤပတ်ဝန်းကျင်တစ်ဝိုက်၌ပင်ပစ္စည်းတွေစုပုံ၍စောင့်နေကြရသဖြင့်ရွာကလေးတစ်ဖွဲဖြစ်နေတော်သည်မိမာတိုက်ကြီးကိုကျွမ်းအောင်မလောင်ရမီနှိမ့်တက်နိုင်တော်လဲဘကောတစ်မြုပ်လုံးမှမိအတွက်ကြောင့်စိုးရိမ်ပူပန်လျက်ရှိကြသည်နှင့်ကျွန်တော်တို့အရက်သူအရက်သားများသည်ပစ္စည်းများကိုအိမ်ထဲသို့တဖန်တည်းယူသွတ်သွင်းခြင်းမပြုတော့ဘဲတရားဥ၌ပင် သူစုကိုစုဖွဲ့စည်းကနှစ်ရက်သုံးရက်နေကြသေးသည် တိုက်ပိတေဆုံးသူများအင်ကိုမီးလောင်သူများသည်ကော့ဘူနှင့်ကိုဒုက္ခရောက်ကြတော်လဲကျွန်တော်တို့လူစုမှုကတရားဥတွင် ချက်ပြုတ်စားတောက်ကြရသည်မှာဖျားပွားခတ်တို့ရှိ၍ပျော်သည်ဟု၍ပင်မှတ်ထင်မိသည်အချို့လူများသည်ဒုက္ခတစ်ခုတွေ့ရသည်နှင့်အဲ့အနေစားတောက်ဆင်းရဲသည်ဆို၍စိတ်ညစ်ညူတတ်ကြပေရဲ့ ကျွန်တော်ဤဝါသနာတစ်ခုက အပြောင်းလဲဆိုရင်အစိုးဘက်သို့ပြောင်းလဲရခြင်းပင် ဖြစ်စေကမူပြောသလိုရှိတော်သည်ထို့ကြောင့်လဲစစ်ကြီးအတွင်း၌အချို့လူများညှိတွားကြသလောက်ကျွန်ုပ်ဖို့မှာမစင်ရလှခြင်း